အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဝေကြီးသုံးဆွဲတဲ့အခါသတိပြုသင့်တဲ့ opportunity cost ရဲ့အကောင်းဆုံးနဲ့ပတ်သက်ပြီးတော့ပြန်ပြေးသွားချင်ပါတယ် financial independence ဆိုတာကိုယ့်ရဲ့ compounding power ရှိတဲ့ဝေကြီးကျော်ဝမှုကကိုယ့်ရဲ့ opportunity cost ရဲ့ပမာဏကိုကြီးနေဖို့လိုတဲ့ဆိုပြီးတော့ဒါဒီ simple part to worse ရဲ့ဆောင်းပါကျွန်တော်ဖတ်လိုက်ရပါတယ်ငွေကြေးစီမှာခေါင်းမှုလောက်တဲ့အခါ opportunity cost ဆိုတာလည်းကျွန်တော် ခက်တင်စဉ်းစားဖို့လိုပါတယ်အဲ့တော့ opportunity cost ဆိုတာဘာလဲ opportunity cost ဆိုတော့ဟိုကပစ္စည်းတစ်ခုဝယ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီပစ္စည်းတွေပေးရတဲ့ကုန်ကျစရိတ်အပြင်ပေါ့နော်ဒီငွေကိုကျွန်တော်တို့ကတခြားမှာသွားပြီးရင်းနှီးမြှုပ်နှံလိုက်လို့ပြန်ရလာတဲ့အကျိုးမြတ်ကိုပါတာဆုံးရှုံးသွားတာဆိုတာကိုဆိုတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒေါ်လာ2000နဲ့ကားတစ်စီးဝယ်မယ်ဆိုတော့ဒီဒီကားအတွက်ပေးလိုက်ရတဲ့ဒေါ်လာ2000အပြင်ဒီဒေါ်လာ2000ကိုတခြားမှာသွားပြီးရင်းနှီးမြှုပ်နှံလိုက်လို့ပြန်ရလာမယ်အကျိုးမြတ်ကိုပါတာဆုံးရှုံးသွားတဲ့ဘောပါ အချောင်းမှာရင်းနှီးမြုံနှံလိုက်ပဲပေါ့ဘာတနစ်ကို၈ရာခိုင်နှုန်းအကျိုးမြတ်ကျန်ရတယ်ဆိုတော့ကျွန်တော်တနစ်ဆိုလို့ရှိရင်အတိုးကဒီကနေပြီးတော့ဒေါ်လာ1600ရပါပေါ့တကယ်လို့မှကျွန်တော်တို့ကကွန်မောင်း interest တွေပါတယ်တိုးရင်းမောင်းနဲ့ထွက်ကြည့်မယ်ဆိုလို့ရှိရင်ကဒါဒီထက်ပမာဏတွေပိုပြီးများနိုင်တယ်နှစ်တည်းနှစ်တည်းကြာလေကျွန်တော်တို့ကပမာဏဒီထက်ပိုပြီးတော့များနိုင်တယ်ပေါ့ opportunity cost ဆိုတာလည်းကျွန်တော်တို့ဒါပဲအကူကပစ္စည်းတစ်ခုခုဝယ်လိုက်တယ်ဆိုလို့ရှိရင်ဒီပစ္စည်းတော့ပေးလိုက်ရတဲ့ ပုံမှန် cost ပြင်ကျွန်တော်တို့ကတခြားရင်းနှီးမြှုပ်နှံမှု opportunity တစ်ခုခုမှသွားပြီးတော့ invest လုပ်လိုက်လို့ရလာမယ်အကျိုးမြတ်ကိုပဲကျွန်တော်တို့ဆုံးရှုံးပါရတဲ့သဘောပါပဲဆိုတော့ကိုကဒီ financial freedom ဖြစ်ချင်တယ် financial independent ဖြစ်ချင်တယ်ဆိုလို့ရှိရင်ကိုတစ်ခုခုသုံးဆွဲထားမှာဆိုလို့ရှိရင်အထူးသဖြင့်တော့ကိုယ်မှာမပြည့်စုံသေးတဲ့ဘူဂျီကျော်ဝါမှုလိုအပ်ချက်ရှိနေသေးတဲ့အချိန်မှာဒီမလူလာတဲ့ပုံညာစိတ်တွေကိုကျွန်တော်တို့ကသတိထားဖို့လိုတယ်ဗောလေဟိုမှာအထူးသဖြင့်တော့ကိုယ့်အတွက် အရင်မကြီးသေးတဲ့ကုန်ကြစိတ်တွေဥမာဒီ entertainment နဲ့တုံးတဲ့ဟာတွေ legacy ပစ္စည်းတွေတုံးတာတွေထူးထူးကြီးတဲ့ပစ္စည်းတွေကျွန်တော်တို့ရှောက်ဝယ်တဲ့ဟာတွေဒါကြီးကျွန်တော်တို့သတိထားဖို့လိုပါတယ်။ဒါကိုချုပ်ပြီးပြောရလို့ရှိရင်ကိုယ်မှာဒီအပိုရှံမရှိသေးလို့ရှိရင်မလိုလားတဲ့ဟာတွေရှောက်ပြီးတော့မတုံးဖို့ပဲဖြစ်ပါတယ်။ဟုတ်အားလုံးကျေးဇူးတင်ပါတယ်။